thank you မင်္ဂလာပါရှင်မန္တလေးခသစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုထောက်ခံနေတဲ့တရုတ်အစိုးရကိုကန့်ကွက်တဲ့အနေနဲ့ဝါရှင်တန် DC ရှိတရုတ်တန်ယုံရှိမှဆန္ဒပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC အခြေစိုက်တရုတ်တန်ယုံရှိမှအမေရိကန်စံတော်ချိန်စွန်လ9ရက်နေ့နေ့လယ်2နာရီမှ9နာရီထိမြန်မာနိုင်ငံကြီးမှတရုတ်နိုင်ငံပအဝင်ဆက်ဖက်နေမှုအပေါ်အမေရိကန်ရောက်မြန်မာတွေကကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်အဲ့ဒီဆန္ဒပြပွဲမှာအမေရိကန်ရောက်နိုင်ငံကြီးတမန်များတရုတ်ဆောင်ခါရာ တင်းရီတင်းဆိုလင်းထက်ထက်အောင်ဆိုင်အပါဝင်ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများလူငယ်မျိုးဆက်တင်များကစစ်ကောင်စီကိုထောက်ခံကူညီနေတဲ့တရုတ်ဆိုရကိုမြန်မာနိုင်ငံရေးမှဝင်ရောက်ဆွတ်ဖက်မှုကိုရပ်တန့်ပေးဖို့ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ KSSS အစိုးရရဲ့ညံပြင်းမှုကြောင့်တရုတ်ကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုရှက်ရက်ဆက်ဆက်နဲ့ပြည်သူတွေရဲ့ကုန်သိက္ခာနဲ့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါနှောက်ယှက်ခဲ့တယ်ဆိုတာဟာလည်းလက်ရှိလူချင်းမင်းတို့အတီးပဲဖြစ်ပါတယ်။ကျွန်ဆက်တဲ့ပုံစံမျိုးကိုမလုပ်ဖို့ကိုတော့ဒီနေရာကနေလေးလေးနက်နက်နဲ့တတိ ပေးလိုပါတယ်လို့အတိုင်ပင်ခံတောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့ကော်မူးမြို့နယ်ပြည်သူ့လွတ်တော်နေရာမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့စာရေးဆရာမြောင်မြပါဆွေရဲ့တားဖြစ်သူဦးကျော်စွန်ဝင်းကဆန္ဒပြပွဲမှာပြောပါတယ် ကျွန်တော်တို့မြန်မာပြည်သူတွေကဒီမိုကရေစီကိုဘယ်လောက်ဆန်းလောင်းနေလဲဆိုတာနမ်းတွေပေါ်မှာလည်းသက်တည်ပြပြီးပြီးအသက်တွေနဲ့လည်းသက်တည်ပြပြီးပြီးကျွန်တော်တို့မြန်မာပြည်သူတွေကနေ့စဉ်နဲ့များပုံကျဲခံနေရတဲ့ဒုက္ခရောက်နေရတယ်မြန်မာနိုင်ငံကြီးမှာတရုတ်ပါဝင်မှုကိုပြင်းထန်စွာရှုံချပါတယ်လို့တရည်တည်ဆိုလင်ထက်ကဆိုပါတယ်တရုတ်ဆောင်ခါရာကလည်းအခုချိန်ထိကိုစီစီလုံးလုံးနဲ့ဆက်လက်ပြီးတိုက်ပွဲဝင်နေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ကြောင်းရှီချင်းဖြင့်ကောင်းဆောင်တဲ့တရုတ်ဆိုရအနေနဲ့မြန်မာပြည်တွင်မှာထဲထဲဝင်ဝင်ပါဝင်ဆက်ဖက်နေမှုတွေကိုပြင်းထန်စွာကန့်ကွက်ကြောင်းကိုတရုတ်ဘာသာစကားနဲ့ပါ တောင်းဆိုဆန္ဒထုတ်ပေါ်စကားပြောကြပါတယ်။ဒီကနေ့ပြုလုပ်တဲ့ဆန္ဒထုတ်ပေါ်ပွဲမှာတရုတ်အစိုးရအနေနဲ့မြန်မာနိုင်ငံမှာတရားမဝင်စစ်အစိုးရကိုထောက်ခံနေမှုမျိုးစုံကိုရှက်တန့်ပေးဖို့မြန်မာပြည်သူတွေအချုပ်ချာအာဏာနဲ့ဒီမိုကရေစီကိုလေးစားဖို့စေအုပ်ချုပ်ရေးကိုတွန်းလှန်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနဲ့အခြေခံအဆောင်ဆိုင်ရာ project တွေကိုအသုံးပြုခြင်းကိုအဆုံးသတ်ဖို့အချမ်းဖတ်လူနေစုရဲ့အကျိုးစီးပွားကိုတာမကမြန်မာနိုင်ငံသူနိုင်ငံသားတို့ရဲ့မျှမန်းချက်တွေကိုရှောင်ပြန်ဟတ်တဲ့အစ်မန်နဲ့အားလုံးပါဝင်နိုင်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပေးဖို့လို့ဒီမိုကရေစီ ရေးတက်ကြွလှူရှာသူတွေကမြန်မာပြည်ကိုတောင်းဆိုဆန္ဒပြခဲ့ပါတယ်။ အထက်ပါတောင်းဆိုချက်တွေမရမချင်းကဘာအဝမ်မှာကန့်ကွက်ဆန္ဒပြမှုတွေကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းလဲ Washington DC DMV area Maryland Virginia Pennsylvania မြောက် Carolina New York မှာမြန်မာတိုင်းဝိုင်းကစုပေါင်းထုတ်ပြန်ချက်ကိုကြီးညာပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့နေဆက်တည်ငြိမ်ရေးတရုတ်တမ်မတ်ကစစ်ကောင်စီနဲ့လာရောက်ဆွေးနွေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းမြောက်ရှိသိန်းနီမြို့ကိုပြန်အဖို့တရင်တွေထွက်ပေါ်နေသလိုစစ်ကောင်စီတပ်ကလည်းနောင်ကျုံမြို့အနီးကိုရောက်ရှိလာချိန်မှာတရုတ်တမ်မတ်ကြီးကစစ်ကောင်စီကကွယ်ဝင်ကြီးနဲ့နေပြီးတော့မှလာရောက်တွေ့ဆုံခဲ့ပါတယ်။စ စစ်ကောင်စီတရင်ထုတ်ပြန်ချက်ရကာကွယ်ဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဗိုလ်ချုပ်ကြီးမမောင်ဦးကိုရန်ကုန်အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်အမတ်ကြီးမစ္စတာမာဇာကစွန်လ6ရက်နေ့မှာတွေ့ဆုံခဲ့တာပါတွေ့ဆုံမှုအတွင်းမြန်မာတရုတ်နိုင်ငံကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအပါအဝင်နေဆက်တည်ငြိမ်ရေးလုံခြုံရေးနဲ့ငလင်ဘေးပြန်လည်ထူထောင်ရေးတွေမှာပါဝင်ကူညီနိုင်ဖို့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်စီဒီအမ်ဗိုလ်ကြီးစင်ရောကတော်လိုင်းမှာပါဝင်နေတဲ့မြောက်ပိုင်းလက်နက်ကင်ဖွဲ့တွေကတရုတ်ပြည်အားကကြီးမားတဲ့အတွက်စစ်ကောင်စီကအခုလိုနှက်ချောင်းပေးတာလို့သတင်းဌာနကပြောပါတ တယ်။အဓိကတော့သိန်းနီကလည်းနေဆက်ကုံသွေးပွင့်လာဖို့လာရှုလိုမျိုးပဲအချက်ကျကြတဲ့အနေထားမျိုးရှိတယ်။ချင်းရွှေရောဘက်ကနေကုံသွေးမယ်ဆိုရင်သိန်းနီကအဓိကကျတာပေါ့။အဲ့ဒီတော့အနေထားကတော့သိန်းနီကိုပြန်ပေးဖို့မဟုတ်ဘူးလို့ပြောတယ်။နောင်ချိုကတော့စည်ရင်းနီးနဲ့ရှာသွားနိုင်ပြီမယ့်အနေထားမျိုးရှိတယ်။သိန်းနီကိစ္စကိုတော့လက်ရှိတာဝန်ရှိသူတွေရဲ့ပြောစကားအရညင်းထားတာပေါ့။ဒါပေမဲ့စက်ကောင်စီကဒီလိုမျိုးနှစ်ကြောင်းနေပြီးလာတာပေါ့။ တရုတ်ရဲ့ဖိအားကတော့ကြီးမားတယ်လို့ကျွန်တော်တို့ကြားနေရတယ်လို့ဆိုပါတယ်။တောင်မြူသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့နောင်ချူမြို့ကိုပြန်လည်ရရှိဖို့ဖေဖော်ဝါရီလကလေးကစစ်ကောင်စီရဲ့ထိုးစစ်တွေစတင်ခဲ့ပြီးလက်ရှိမှာမြို့နယ်9မိုင်လောက်သာဝေးတဲ့ကံကြီးရွာထိရောက်ရှိလာတာပါ။ တဖက်မှာကိုကန့်တက် MND ထိန်းချုပ်ထားတဲ့သိန်းနီမျိုးကိုစက်တင်ဘာလတွင်စစ်ကောင်စီထံပြန်လည်လွှမ်းအပ်ဖို့တရင်တွေထွက်နေတဲ့ချိန်တရုတ်တမကကာကွယ်ဝင်ကြီးနဲ့ခုလိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။လေလာသူတွေကတော့မြန်မာအရေးတရုတ်ရဲ့ဝင်ရောက်ဆက်ဖက်မှုကရှမ်းမြောက်မှာလက်လွတ်ထားတဲ့နေမျိုးတွေအတွင်ဒီဇင်ဘာမှာကျင်းပမဲ့ရွှေကောက်ပွဲအတွက်ခွင့်ပြုပေးဖို့ဒီမြောက်ပိုင်းလက်နက်ကင်ဖွဲ့တွေပေါ်ဖိအားရှိနေတယ်လို့သုံးသပ်ပါတယ်။ဒါအပြင်တရုတ်မြန်မာနေဆက်ကုံသွေးရေးအတွက်အရေးပါတဲ့မန္တလေးလာရှုံမှုစဲသိန်းနီချင်းရွှေဟော်လန်းချောင်းရှင်စစ်ကောင်စီလက်လွတ်ထားတဲ့နေမျိုးတွေကိုတရုတ်ဖိအားနဲ့စီးရပေါင်းဆက်ပြီးပြန်ယူဖို့ ထိလုံလာနိုင်တယ်လို့ထောက်ပြကြပါရယ်နိုင်ငံရေးထွက်ပေါက်ဖြစ်ဒီနှစ်ကုန်ပိုင်းမှာစစ်ကောင်စီကျင်းပမဲ့ရွှေကောက်ပွဲကိုတရုတ်သမ္မတရှီကျင်းပြင်ကိုရင်အားပေးထောက်ခံကြောင်းအာနာသိန်းစစ်ကောင်စာပို့ချုပ်မှုကြီးမြောင်းလိုင်းကိုပြောဆိုထားတာပါပြီးခဲ့တဲ့ AP လမှာလည်းတရုတ်ဆိုရရဲ့ဖိအားကြောင့်ကိုကန်တက် MNDA ဖွဲ့ဝင်တွေလာရှုမျိုးပေါ်ကနေစုခွာခဲ့ရပြီးစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဌာနဆိုင်ရာအုပ်ချုပ်ရေးဖွဲ့တွေမျိုးပေါ်ရှိရက်ွက်ဆက်နှစ်ခုမှာပြန်လည်အခြေချနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တောင်တကုံတရားရုံးတက်ဆွဲထားတဲ့စစ်တပ်ကိုပုံပြစ်လောင်ချနဲ့ပြက်ခတ်တိုက်ခိုက်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမ င်ရန်ကုန်တိုင်းတကုံမြို့သစ်တောင်ပိုင်းမြို့နယ်တရားရုံးမှာတပ်ဆွဲထားတဲ့စစ်တပ်ကို MSMD9 ဘုံပြစ်လောင်ချာနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိခဲ့တယ်လို့ ရန်ကုန်အာမီဝိုင်းအီတပ်ဖွဲ့မှတာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါရင်ဇွန်လ9ရက်ည10:35မိနစ်ကရန်ကုန်မြို့တောင်တကုံမြို့နယ်ရှိအကျန်းဘတ်စစ်တပ်လက်အောက်ခံမြို့နယ်တရားရုံးမှာတက်ဆွဲပြီးလုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေကို M79 ဘုံပစ်လောင်ချာနဲ့40မမဘုံနှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာပြမတ်ကိုထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိကြောင်းသိရပါတယ်။ပြမတ်ကိုတတဲကြတဲ့ထိရောက်မှုရှိခဲ့ပါတယ်။နောက်ဆက်တွဲထိခိုက်ဒေဆုံပျက်စီးမှုကတော့စုံစမ်းနေဆုံးမှာပဲလို့ရဲဘော်တွေအားလုံးဖိကင်းနေကြရန်ကုန်အာမီဝိုင်းတပ်ဖွဲ့မှတာ ောင်မရှိသူတအုပ်ကသတင်းဌာနကိုပြောပါရယ် အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပါကဖားတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးအတန်းဘတ်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းအသိပေးပါရယ်။သတင်းဌာနအနေနဲ့တာဝန်ကုန်မြို့နယ်မှာရန်ပြည်သူတချို့ကိုဆက်သွယ်မိမြန်ရာပြစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးမှတ်ချက်မပင်းလို့ပဲတာဝန်ကုန်မှာည၈နာရီကျော်ပါကလမ်းပေါ်လူသူမရှိတော့ပဲအများစုသောပြည်သူတွေကအပြင်းမထွက်ကြတော့ကြောင်းပြောဆိုပါရယ်။ဆက်လက်ပြီးပြီးခဲ့တဲ့မေလမှာရန်ကုန်တိုင်းတွင်းရှိပြည်သူ180ကျော်စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းခံရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မေလ မှာရန်ကုန်တိုင်းတွင်ရှိပြည်သူ180ကျော်က စစ်ကောင်စီရဲ့မတရားဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရပါတယ်ဖမ်းဆီးခံရသူများအနက်29ဦးမှာပြန်လည်လွတ်မြောက်လာခဲ့ပြီး26ဦးမှာပြန်မလွတ်သေးဘဲစစ်မှုထမ်းတင်နန်းကြောင်းများနဲ့အကျဉ်းထောင်တွေကိုပို့ဆောင်ခံရကြောင်းရန်ကုန်တိုင်းထူးခြားပြည်စင်များနဲ့စစ်ကောင်စီတရင်လှုပ်ရှားမှုတွေကိုအဓိကထားဖော်ပြနေတဲ့ရန်ကုန်စကော့နက်ဝက်ကကောက်ယူထားတဲ့အချက်လက်တွေရသိရပါတယ်ကျန်တဲ့125ဦးကတော့ဖမ်းဆီးခံရပြီးရဲ့နောက်နောက်ဆက်တွဲအခြေအနေတွေကိုဆက်လက်စုံစမ်းသိလို့မရသေးဘူးလို့သိရပါတယ်ဒီလိုဖမ်းဆီးခံရသူတွေနဲ့လူငယ်20ကိုစစ်မှုထမ်းဖို့အတွက်ဖမ်းဆီးခေါ်ဆောင်သွားကြ ောင်းအတည်ပြုနိုင်ပြီးတက္ကသိုလ်ကျောင်းသားနှစ်ဦးပါပါရှိကြောင်းသိရပါတယ်။စစ်ကောင်စီကညာအိတ်ချင်းကလင်လုံမာကိုကြောင်းလို့တိုက်အောင်ဆင်းနေတဲ့လူငယ်တအုပ်ကိုလည်းစစ်မှုထမ်းဖို့အတွက်ဖမ်းဆီးကောဆောင်သွားပြီးစစ်မှုထမ်းဆောင်ခြင်းမပြုလို့လို့မိမိကိုယ်ကိုတက်တည်သွားတဲ့လူငယ်တအုပ်လည်းရှိကြောင်းသိရပါတယ်။ဒါအပြင်လူမှုကွန်ရက်စာမျက်နှာမှာစစ်ကောင်စီကိုဝေဖန်ရှင်းသားတယ်လို့ဆိုပြီးလူငယ်နှအုပ်ကိုဖမ်းဆီးခဲ့ပြီးအစရောချမ်းချမ်းနဲ့ချိတ်ဆက်ပြီးထောက်ပို့လို့ဆောင်ခဲ့တယ်လို့ဆက်ဆွဲပြီးလူငယ်တအုပ်ကိုလည်းဖမ်းဆီးခဲ့ပါတယ်။ဒါအပြင်စစ်ကောင်စီကတော်လိုင်းဖွဲ့များနဲ့ဆက်ဆက်လောက်ကိုင်းနေရလို့ဆက်ဆွဲဖမ်းဆီးခံရသူပြည်စု ူ40အထိရှိကြောင်းလည်းသိရပါဗျ။စစ်ကောင်စင်ကလဲကူးမြို့နယ်ရှိဖောင်ကြီးစစ်အခြေခံလေးကျင်းရေးတပ်စာကကတင့်နဲ့တိုက်ကြီးမြို့နယ်ဂျိုးပြူတမ်းမြင့်လေးကျင်းရေးကြောင်းတတကတစ်တို့မှာပြီးခဲ့တဲ့မေလ19ရက်ကအမှတ်စဉ်73စစ်မှုရန်တင်နန်းစတင်ခဲ့ပြီးလူငယ်980ခန့်ကိုတင်နန်းပေးနေကြောင်းသိရပါဗျ။ နောက်ထပ်တစ်ပုံအနေနဲ့စေအောင်စုကိုအာရလိုရဲ့ article 33တင်းနဲ့ရင်းယူဖို့ဆုံးဖြတ်ချက်ချနိုင်ရေးပူပေါင်းဆောင်ရွက်သူတွေကိုကျေးဇူးတင်တယ်လို့ NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့အာရလိုရဲ့ article 33တင်းနဲ့စေအောင်စုကိုထိထိရောက်ရောက်ရင်းယူနိုင်ဖို့ဆုံးဖြတ်ချက်ချမှတ်နိုင်အောင်ပူပေါင်းဆောင်ရွက်သူတိုင်းကိုအထူးကျေးဇူးတင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကစွန်လ10ရက်နေ့မှာထုတ်ပေါ်ပြောဆိုလိုက်တာပါ။ article 33အရရေးယူမှုဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ဝန်ကြီးဌာနအနေနဲ့လက်တွဲပူပေါင်းဆောင်ရွက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့၃ဖွဲ့ဆိုင်ဖွဲ့ ဝင်မြန်မာနိုင်ငံအလို့သမားတက်ပေါင်းစုမြန်မာနိုင်ငံအလို့ရှင်များအဖွဲ့မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်စေအုပ်စုရဲ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုအထောက်အထားအချက်လက်များကောက်ယူစုစည်းပေးဖို့ရာမှာပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့တဲ့အဝေးရောက်အေရာဝတီအတင်းမွန်ဒီရဲ့ FNB သုံးပွင့်ဆိုင်ကုစလင်များညီလာခံတက်ရောက်နိုင်ငံရေးပါဝင်အဖက်ဖက်ကပံ့ပိုးကူညီပေးခဲ့တဲ့ ITCU International Union of Food Agriculture Hotel Restaurant creating tobacco and Alice Walker Association IUF Baden and War Walker International BWI နဲ့နိုင်ငံတကာအလို့သမသမဂ္ဂဖွဲ့ချုပ်များလှုပ်ရှင်ဖွဲ့စည်းရင်းနဲ့မဲခွဲဆုံးဖြတ်ဖို့မလိုအပ်အောင်မတရားမှုကိုတော်လှန်ရမှာမြန်မာပြည်သူတွေနဲ့တသားတွေယက်တီပေးခဲ့တဲ့ ILO ဖွဲ့ကြီးနဲ့ဖွဲ့ဝင်နိုင်ငံတွေကိုအမျိုးသားညီညွတ်ရေးအစိုးရအလို့သမဝင်စည်းဌာနအနေနဲ့အထူးကျေးဇူးတင်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ် NUG နေနဲ့မြန်မာနိုင်ငံမှာဆက်အာဏာရှင်စနစ်အမြင့်ပြတ်ချင်းမုန်းရင်းနဲ့ Federal Democracy ပြည်ထောင်စုတိဆောက်ရေးမှာနိုင်ငံရေးစင်ရေးတန်တမာရေးဗန္နာရေး အုပ်ချုပ်ရေးလူမှုဆက်ဆံရေးစားတဲ့တော်လိုင်းစစ်မျက်နှာပေါင်းစုံကနေတိုက်ပွဲဝင်နေရရှိရာအလုတ်သမားဝင်ကြီးဌာနအနေနဲ့နိုင်ငံရေးနဲ့ဗန္ဒာရေးကဏ္ဍမှာအပြည့်ပြည့်ဆိုင်ရာလုတ်သမားရေးအဖွဲ့ ILO အပါအဝင်မိဘအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့အတည်ပြုပါရယ် ILO ရဲ့ဖွဲ့စည်းပုံစီမင်းရာလုတ်သမားဝင်ကြီးဌာနဦးဆောင်တဲ့အစိုးရအလုတ်ရှင်အလုတ်သမားသုံးပွင့်ဆိုင်ဖွဲ့ကိုဖွဲ့စည်းပြီး ILO ရန်နီယာကတစင်အကြမ်းဖက်စေအုပ်စုကိုအပြစ်ပေးရင်းယူနိုင်ရင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရကိုတရားဝင်အစိုးရဖြစ် ILO ကစ တင်အတိမတ်ပြုမှုရရှိဖို့အစဉ်တစိုင်းကြိုးပမ်းဆောင်ရွက်နေရလို့သိရပါတယ်။စီဒီအန်ဝန်ထမ်းတွေပါဝင်အလုသမားဒုတိယလုံးအပေါ်အခေခံအခွင့်အရေးချိုးဖောက်ခံရမှုအထောက်အထားတွေပြည့်စုံစွာရအောင်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာကြောင့်2023အောက်တိုဘာမှာစေအုပ်စုကချက်ချင်းလိုက်နာဆောင်ရွက်ရမယ့်တိုက်တွန်းချက်များပါဝင်နေတဲ့ COI ရဲ့အစီရင်ခံစာကိုထုတ်ပြန်နိုင်ခဲ့တယ်လို့ဆိုပါတယ်။စေအုပ်စုအနေနဲ့ဒီတိုက်တွန်းချက်တွေကိုမလိုက်နာတဲ့အပြင်ပုံမှုဆုံရတဲ့ချိုးပေါမှုတွေဆက်လုပ်နေကြောင်းတပ်တင်ထောက်ထားချက်လက်တွေအထူးသဖြင့်စစ်တပ်ရဲ့အတ္တမစစ်သားတွေစုဆောင်မှုအရသာပြည်သူပေါ်နေစဉ်ပုံကျဲတပ်ဖြတ်မှုဖမ်းဆီးတပ်ဖြတ်မှုတပ်တင်ထောက်ထားတွေကိုတုံ့ပြန်ဆိုင်ဖွဲ့အနေနဲ့အိုင်ယန်လိုထံဆင်ဆက်မပြတ်အစီရင်ခံစာတင်ပြခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။